အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြိတ္တတွေအားလုံးပဲမင်္ဂလာပါဆိုတော့ဒီတစ်ပတ် Sunday က Manchester City နဲ့ Liverpool ပွဲဟာ Pep Guardiola အတွက်တကယ်ကို special ပွဲဖြစ်တယ် Guardiola ရဲ့ title race ကအဓိကပြိုင်ပတ်လဲဖြစ်တဲ့ Liverpool နဲ့ထိတိုက်ခံရမယ့် Etihad Cup ကွင်းက Guardiola ရဲ့နီးပြပွားပွဲတစ်ထောင်ပြည့်ပဲဖြစ်တယ်ဆိုတော့ပွဲတစ်ထောင်ပြည့်မှာမဟာပြိုင်ပတ် Liverpool နဲ့ရင်ဆိုင်ပြီးတော့ ရှုံးသွားခဲ့ရင် title risk ကထွက်သွားရမယ်ပွဲမျိုးမှာ Guardiola နဲ့ Liverpool နဲ့ရင်ဆိုင်ရမယ် Liverpool ကိုယ်တိုင်လည်းပွဲချက်ကစားရမယ်အချိန်မှာ Guardiola တဲ့ဒီ special ပွဲမှာ သူကတော့ message တစ်ခုပေးလိုက်တယ် Sunday က Liverpool နဲ့ကံမဲ့သူ့ရဲ့အဲ့ပွဲဟာ သူ့ဘွားရဲ့နီးပြဘွားရဲ့ပွဲတစ်ထောင်ဖြစ်တယ်တေးကြတာတော့ဒီဟာကဒီပွဲအတွက် guarantee ပေးနိုင်တာတော့ကျွန်တော်တို့ Liverpool ကို destroy လုပ်မယ်ဆိုပြီးတော့ပြောပြီးတော့ Liverpool ကိုအနိုင်ယူချေမုန်းသွားမယ်ဆိုတဲ့ပြောလိုက်တဲ့အချက်ပဲ။ So Guardiola က Manchester City လက်ရှိ form ရဆိုရင်တော့တော်တော်လေးတော့ခြေစွမ်းထပ်နေတယ်။လက်ရှိ Man City ကလက်ရှိမှာတော်တော်ကို on fire ဖြစ်နေပြီးတော့ သူတို့အကောင်းဆုံးပုံစံကိုရနေတယ်လီဗာပူးကရီယယ်မက်ဒရစ်ကိုနိုင်လိုက်တယ်အက်စတန်ဗီလာကိုနိုင်ထားပြီးတဲ့အချိန်မှာသူတို့ဇက်တိုက်ရလက်ဆိုးတာကနေပုံစံကောင်းကို ပြန်ပြီးတော့စတီဆောက်ထားတယ်သူပြည့်ဇက်တိုက်ဂိုးတွေပေးနေရတာကနေနောက်ဆုံးနှစ်ပွဲဆက်အဆွန်ဗီလာနဲ့ရီယယ်မက်ဒရစ်ပွဲမှာကလင်းရှီယူထားတယ်ဆိုတော့ဘာပဲဖြစ်ဖြစ်လွယ်ကူတဲ့ပွဲစဉ်မဟုတ်တာတော့သိကြတယ်ဆိုတော့အခုလောလောဆယ်မှာသူတို့နှစ်သင်းကြားမှာဘလို့အခြေအနေရှိမလဲ ဂွာဒီယိုလာရဲ့ဒါအခု1000ဂိမ်းပေါ့လေဒီပွဲမှာဂွာဒီယိုလာကသူ့နီးပြပွားကိုဘယ်လောက်ထိကင်တွယ်ခွင့်ရလဲပေါ့လေသူဘာစလိုနာဘီအသင်းအတွက်42ပွဲကင်တွယ်ခွင့်ရတယ်ဘာစလိုနာအသင်းအတွက်249ပွဲကင်ပြီးတော့ဘိုင်ယန်မြူးနစ်အတွက်162ပွဲနဲ့နောက်မန်ချက်စတာစီးတီးအတွက်949ပွဲကင်ထားတယ်ဆိုတော့သူ့ဘွားကင်တွယ်ထားတဲ့ဂိမ်းကဏ္ဍကတော့တော်တော်လေးတော့ကောင်းတဲ့ဂိမ်းကဏ္ဍမျိုးဖြစ်တယ် ဆိုဂွာဒီယိုလာကဘယ်နည်းပြအထက်ထက်ကိုအားလုံးထက်ပိုတဲ့ win ratio ပိုရထားသူဖြစ်တယ်။နောက်နိုင်ပွဲအပြင်စူဖလာကလည်းအကြိမ်40တောင်ရထားတယ်။ဆိုဒီနည်းပြရဲ့တထောင်ဂိမ်းပွဲမှာအာနီစလောနဲ့လီဗာပူးကရောဘာတွေလုပ်ပြနိုင်မလဲ။ဆိုလီဗာပူးက surprise တွေနဲ့ Manchester City ကိုလုံးဝမရှုံးဘဲသူတို့နောက်ဆုံးရပ်တည်နိုင်ခဲ့တာက2000နဲ့ 2023ရာသီမှာနောက်ဆုံးပဲဆိုတော့သူတို့လီဗာပူးအသင်းက2023 24မှာမန်ချက်စတာစီးတီးကိုနှစ်ကြော့လုံးသေကြတယ်24 25ရာသီမနစ်ကနှစ်ကြော့လုံးနိုင်တယ်နောက်ဆုံး၄ပွဲဆက်တိုက်လီဗာပူးကလုံးဝမရှုံးထားဘူးဒါအပြင်ကိုကာရာဘောင်းကပ်မှာကမ္ဘာဖလားပြီးသွားတဲ့ကာရာဘောင်းကပ်မှာ3-2နဲ့နိုင်ပြီးတော့အဲတုန်းကတော့မန်စီးတီးက3-2နဲ့နိုင်တယ်အက်ဒီယက်ကွမှာ4-1နဲ့နိုင်ပြီးတော့လီဗာပူးကမန်ချက်စတာစီးတီးကိုဒါဘယ်လိုပြောမလဲ ဒီ City ဒီ City ကိုအကျိတ်နဲ့ကစားကွင်းရတာလည်းရှိတယ်ဆိုတော့ပြန်ကြည့်တဲ့အခါမှာ Liverpool ကနောက်ဆုံး၄ပွဲဆက်တိုက် Manchester City ကိုဒါကောင်းကောင်းဒုက္ခပေးထားတယ် City က Liverpool နဲ့၄ပွဲမှာ၂ပွဲသေ၂ပွဲ၂ပွဲရှုံးဆိုတော့အဲ့ဒီချက်က Guardiola အတွက်အတားအဆီးဖြစ်မလားပွဲတစ်ထောင်ပြည့်ဂိုင်တွေကွင်းရထားတဲ့ထိပ်တန်းနီးပြတယောက်အတွက်ဒီပွဲကဘလောက်ထိ crucial ပွဲဖြစ်မလဲ ဂွာဒီယိုလာတော့သူ့အသင်းကိုသူယုံတာဗောလေဒါအဓိကတော့တိုက်စင်မှုအယ်လင်ဟာလန်ကြောင့်ဟာလန်ကကိုယ်တိုင်နိုင်သွင်းပြီးတော့သူ့ဘွားရဲ့အကောင်းဆုံးဖုန်ကိုရရှိနေတဲ့အချိန်မှာဒါအခုလောလောဆယ်အနေထားရလီဗာပူးအသင်းကလည်းဒါအာလဇနာအီဆက်ပါဖို့မသေးချာချင်းမှာအခီတီခီနဲ့သွားမယ်ဒါပေမဲ့တလက်စာထဲမှာပဲဒါလီဗာပူးအနေနဲ့ဒီနှစ်သိန်းကြားမှာကျွန်တော်ပြန်ကြည့်တဲ့အခါမှာသူ့ကွင်းကိုနိုင်ကိုကွင်းသူနိုင်ဆိုတာရှာအဲ့လိုပဲများတယ် လီဗာပူးကလည်းအန်ဖီကနေကျော်လာပြီးတော့မန်ချက်စတာစီးတီးရဲ့အက်ဒီယက်ကွင်းကိုတွားနိုင်ဖို့ဆိုတာထက်အများကြီးမရှိဘူး။ဘာကြောင့်မရှိလဲဆိုဒီနှစ်သိန်းကြားမှာကွာချက်ကြီးမားမှုအရင်ကြီးမရှိသလိုတစ်သိန်းနဲ့တစ်သိန်းကြားကအရင်ထိုက်ဖြစ်တဲ့အသိန်းတွေဖြစ်တယ်။ဒါအခုဒီနှစ်သိန်းကျွန်တော်တို့ဒါထိတ်တိုက်ဆုံတွဲမှုတွေအကြောင်းမပြောခင်မှာဒါဘယ်လိုပြောမလဲဆိုတော့ဒီနှစ်သိန်းကြားမှာစုစုပေါင်း56ပွဲကစားထားတဲ့အချိန်မှာမန်ချက်စတာစီးတီးက12ပွဲနိုင် ဆရံပွဲနိုင်တယ်လီဗာပူးက23ပွဲနိုင်ပြီးတော့22ပွဲတည်ကြတယ်အဲ့ထဲမှာစီတီရဲ့စီတီရဲ့အက်ဒီရဲ့ကွင်းမှာလီဗာပူးလာနိုင်တာ9ချိန်ရှိတယ်မန်စီးတီးကသူတို့အိမ်ကွင်း12ပွဲနိုင်သူတို့12ပွဲနိုင်တဲ့အဲ့ထဲမှာအိမ်ကွင်းမှာ10ပွဲနိုင်ထားတယ်ဆိုတော့သူတို့ကလည်းအိမ်ကွင်းဖိရစ်မန်စထရောင်းဖြစ်တယ်လီဗာပူးကလည်းအက်ဒီရဲ့မှာအများကြီးပရီးမီယာလိတလျှောက်လုံးမှာသူ9ပွဲပဲနိုင်ထားတယ်ဆိုတော့ခမိုင်းရခတ်တဲ့ပွဲဖြစ်တယ်ဒါပေမဲ့ဂွာဒီယိုလာရဲ့ပွဲတစ်ထောင်ပြည့်မှာသူပြောသလိုမျိုး ပြိုင်ဘက်လီဗာပူးကို destroy လုပ်ပြီးတော့အနိုင်ယူသွားမလားလီဗာပူးကရောအဝေးကွင်းကနေ upset လုပ်ပြီးတော့ guardiola ရဲ့ပါတီကိုအဆုံးသတ်မှာဘယ်လိုမြင်ကြလဲ